pretty the chai asha chai chino chai မင်္ဂလာပါဗျာကိုခိုင်းစတာဖုတ်ဘောကျွန်တော်ကျွန်တော်ခုခံမှာဘောလုံးပွဲကိုစီးပွားပြပေးပြပြ ပျော်ပဲဖြစ်ကစားလို့ရညီကိုတွေအားလုံးအတွက် UAB တင်ဆက်ပေးနေတဲ့ဒီကဏ္ဍလေးရနေဒီညဗိုလ်တော်ဦးမှာရှင်ပြန်ရေးသားမယ်ချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်တို့အကြိုက်အသင်းတွေရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အကြိုက်ချင်းတူမတူရှိုးလိုက်အောင်โอเคအဲ့တော့ပထမဆုံးပွဲအက်သလစ်ဘီဘောင်းနဲ့ကွာရာဘတ်အကြောပေးမှုရတော့ဘီဘောင်းကတကူအပြည့်ရှုံးပေးရတယ်ရှုံးကြည့်ရလို့လားဗျာဘီဘောင်းဆိုတဲ့အသင်းကအဝေးကွင်းမှာရဖြစ်အိမ်ကွင်းမှာရဖြစ်ကျွန်တော်ကတော့မထင်ပါဘူးချန်ပီယံလိနှစ်ပွဲလုံး ပြီးပါအောင်ကျွန်တော်တပွဲလောက်ရွေးခဲ့ပေးဘူးတယ်ဒါပေမဲ့ကွာရာဘက်ကတော့နည်းနည်းလှုပ်ရှားလို့ရတယ်အသင်းမျိုးဆိုတာကျွန်တော်တို့မှတ်ယူထားလိမ့်မယ်ဆိုတော့ဒီပွဲစဉ်မှာတကူအပြည့်ရှုံးသည်ပြန်စင်းစားခြင်းတော့ပြင်းတယ်ဗျဒီလိုပြင်းတယ်တဲ့အကြောပေးမှုပေးခြင်းကလည်းအထာလေးတစ်ခု ရှိပါလိမ့်မယ်ကျွန်တော်တွေကအာရှရဲ့အကြောပေးမှုတွေကို ညံကိုညံချင်းရှင်ပြီးစဉ်းစားတာနည်းနည်းလေးတော့ဟိုခက်တယ်မှန်တာတွေလည်းရှိတယ်မားတာတွေလည်းရှိတယ်အဲ့တော့အာရှရောသူဘယ်တင်းအကြိုက်အဖြစ်ရွေးချယ်ထားလဲဘီဘောင်းအကြိုက်တင်းဖြစ်ရွေးချယ်ထားတယ်ဗျာโอเคအဲ့တော့ကျွန်တော်ပရီဒီစီယာကိုဒီပွဲတွေဘယ်လိုခတ်မှန်းတာလဲဘီဘောင်း2-0နဲ့ควาราဘောက်ကိုနိုင်သွားမယ်လို့ခတ်မှန်းတာပါတယ်နည်းနည်းရွေးရတာခက်တယ်ဗောနော်ကျွန်တော်ကပွင့်လင်းပြောရင်တော့ควาราဘောက်ကိုကြိုက်ချင်တာဒါပေမဲ့ပရီဒီစီယောအာရှရောကဘီဘောင်းကိုပဲရွေးပေးထားတဲ့အခြေအနေရ တလုံးပြည့်ရှုံးကြေးရလဲပြင်းနေတဲ့ပုံတံရအဒီပွဲစဉ်မှာမှမြန်နှစ်ကိုးလောက်တွင်းသွားမလားပေါ့ကျွန်တော်လည်းမတတ်နိုင်ဘူးပြီးပေါင်းတော့ပဲရွေးချယ်ပေးပါသည်နောက်တစ်ပွဲကတော့ Galatasaray နဲ့ Boda Glint Galatasaray ဒီကကြိုးကကြောင်အလုံးနိုင်ဆုံးအသင်းတစ်သင်း Liverpool နဲ့ပွဲကြတော့အနိုင်ကန်နဲ့ Frankfurt နဲ့ပွဲကြတော့ ိုးပြက်ရှုံးနေစီးပွားလုပ်လို့မကောင်းတဲ့အတင်းထဲမှာအဲ့ဒီအတင်းကထိတ်ဆုံးသွားပါတယ်ဘောတာကလင်းကတော့မာဂုံရှိတဲ့အတင်းတင်းပေါ့နော်ပြီးခဲ့တဲ့ဘောလုံးရသည်တဲကကျွန်တော်ယူရိုပါလိမှာတေချာမှတ်မိခဲ့တဲ့အတင်းတင်းပါဒီပွဲစဉ်ရဲ့အကြောပေးမှုကဝန်ဒီဂလာဒဇရေးဒီဝန်ဒီတဲ့ပုံနိုင်ပါမလားဆိုရဲယူဆချက်မျိုးနဲ့ကျွန်တော်ကတော့ဘောတာကလင်းကိုကြိုက်ချင်တယ်အာရှအကြိုက်ကတော့ဒီပွဲစဉ်မှာဂလာဒဇရေးကိုရွေးချယ်ပေးထားပါတယ်ပရီတီရဲ့ဂိုးရလက်ခံမှန်းမှုကတော့ 2-1ဖြစ်ပါတယ်။ချေးခွာပေါ့ဗျာ။ဒါမဲ့လည်းမတော်တဆတရေကျသွားနိုင်တယ်ဆိုတော့ site ဘက်ကနေကျွန်တော်ကတော့ဧည့်သည်အသင်းဘိုဒါဂလင်ကိုရွေးချယ်ပေးပြသည်။ကဲနောက်တစ်ပွဲကတော့ Atlanta နဲ့ Slavia Prague ။ Atlanta ကတလုံးတဝက်ရှုံးပေးထားတယ်။ချက်ဘက်ကကလပ်တင်းတသင်းကိုအဲ့လောက်ထိပြင်းထန်တဲ့အကြောပေးမှုပေးခြင်းဟာဘီဘောင်းလိုအကွက်မျိုးမြန်ဖြစ်သွားမလားတစ်ချက်စဉ်းစားရမယ်။ဒါပေမဲ့ Atlanta ကလည်းယုံကြည်လို့ရတဲ့အသင်းတသင်းမဟုတ်တလို့ Slavia Prague ကလည်း နာမည်ရှိတဲ့တန်းတစ်ခုရှိတဲ့အသင်းတစ်သင်းဆိုတာကျွန်တော်တို့မေ့မထားသင့်ဘူးဒီပွဲစဉ်ကိုတော့အာရှကကျွန်တော်နဲ့အမြင်ချင်းတူတယ်ဆလာဗီးယားပရက်ကိုသဘောကျပါတယ်ကျွန်တော်ကလည်းရှင်းတယ်ဒီပွဲစဉ်ဆလာဗီးယားပရက်ကိုပဲရွေးမှာပါအဲ့တော့ပရီဇီကဘယ်လိုခတ်မှန်းထားသလဲဆိုတော့2-1နဲ့အတ္တလန်တာနိုင်သွားမယ်လို့ခတ်မှန်းထားပါတယ်2-1နဲ့ကတ်နိုင်သွားမယ်ဆိုရင်တော့ တဝက်ဆုံးရှုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးဧည့်သည် Slavia Prague ကိုအတူတူရွေးချယ်ပေးတဲ့သဘောမျိုးဖြစ်ပါရခင်ဗျာ။ကဲနောက်ထပ်တစ်ပွဲ Bayern Munich နဲ့ Club Brugge ကျွန်တော်နီးပြ Vincent Kompany ကိုအထင်မကြီးခဲ့တဲ့အချိန်ခါတွေရှိတယ်။အခုလည်းအထင်ကြီးလားဆိုတော့မဟုတ်ဘူး။ဒါပေမဲ့ အထင်သေးခြင်းတော့မရှိတော့ပါဘူး visit company ကအ player life မှာတော့တော်တော်ကောင်းနေဗျာအဲ့တော့နီးပြဖြစ်တဲ့အချိန်မှာ bro လည်းတည်တဲ့အတိုင်းပဲ player career မှာကောင်းခဲ့တဲ့သူတွေကနီးပြ career မှာဟိုတထထဲကြရလို့ရှားတယ်ဗျာသူ ban လေးကိုစကန်ရတယ် temp စင်းွားတယ်ဒါပေမဲ့ bayern munich ကြတော့ရေးလေဖြုတ်တာနော်အဲ့တော့ကြောင့်အော်ဒီဘဲက bayern munich ကိုသိမလား ကလေးကရွှေကွာကင်ထားတယ်ဆိုရဲအတွေးကိုအယူဆတယ်ကျွန်တော်မှပျောက်သွားတယ်ဒါပေမဲ့အထင်တော့မကြီးသေးပါဘူးတခုတော့ရှိတယ်ဘိုင်မင်းနစ်ဒီဂိုရန်သွင်းတယ်ဘိုင်မင်းနစ်ဘက်ကနေအဲ့ဂိုကပေါ်ဖို့များတယ်ဆိုတော့ဒီပွဲစဉ်ကိုနှလုံးတဝက်ရှုံးပေးထားတယ်ကလပ်ဘရူဂေကမာကုံရှိတဲ့အသင်းတစ်သင်းတော့ဖြစ်တယ်ဒါပေမဲ့လည်းချယ်ဆီလိုအသင်းမျိုးတော်မှတီးတာကျွန်တော်ကဘိုင်မင်းနစ်ကိုမယုံကြည်လို့တော့မရဘူးနှလုံးတဝက်ရှုံး place ကိုကျွန်တော်ကတော့ဘိုင်မင်းနစ်ကိုရွေးချယ်ပေးခြင်းပါတယ်အာရှရဲ့အကြိုက်ကလည်းဘိုင်ယန်မြူးနစ်ပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲစဉ်ကိုပရီတီကဘယ်လိုခတ်မှန်းတယ်လဲ ီပွဲတွေမှာ Bayern 3-1နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ A 3-1နဲ့နိုင်သွားမယ်ဆိုလို့ကနှလုံးတစ်ဝက်ရှုံးပုံစံမျိုးပဲဖြစ်နေအောင်မှာ။အဲ့ဒါကြောင့်ကျွန်တော်တွေက Total Goal လေးကိုတစ်ချက်စွန့်စားကြည့်မလားဆိုတဲ့အပိုင်းကိုထပ်ပြီးတော့စဉ်းစားလိုက်မယ်။ Total Goal က4 Goal တစ်ဝက်ပျော်ရှင်ခွင့်ပေးထားတဲ့အတွက်ဒုတိယရွေးချယ်မှုအနေနဲ့ Second Priority အနေနဲ့ Total Goal Over ကိုရွေးချယ်ကြည့်ကြပါရစေ။ကဲနောက်တစ်ပွဲသွားအောင် Chelsea နဲ့ IS နှလုံးတစ်ဝက်ပျော်ရှင်ခွင့်ပေးထားပါရစေ။အာရှရဲ့အကြိုက်ကတော့ Chelsea ဖြစ်ပါတယ်။ Brady ရဲ့ခမန်းရွေးချယ်မှုကတော့3-1ဆိုတော့ ခမန်းမှုเนาะရွေးချယ်မှုကချယ်စီပါချယ်စီနဲ့ပတ်သက်ရင်ကျွန်တော်ရဲ့ preview ထဲမှာလည်းပြောပြီးသွားပြီအဲ့တလောက်ပြင်းထန်တဲ့အကြောပေးမှုမျိုး Premier League မှာလည်းမတွေ့ခဲ့ရဘူးဘူး Champion League မှာလည်းမတွေ့ခဲ့ရဘူးဘူးဒီပွဲစဉ်ကအကြောပေးမှုအရင်ပြင်းတယ်ပြင်းပါဗော IS ကတကယ်ငပွားကြီးဖြစ်နေတာအတင်းတိုင်းကိုလေ့ဆင်းပေးနေရတဲ့အခြေအနေက ကျွန်တော်ပရဒီစီရောအာရှောအားလုံးချက်စီကိုပဲရွေးပေးခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကလေးကိုဒါမိတ်ဆက်ပေးခြင်းတာလေးတခုရှိပါတယ်အဲတကယ်လို့ဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုရင်ပေါ့ဗျာနော်စူပါစီနီယာဘေးဘောစီမှာအိုင်ဘက်ခွန်ရှိကို၅တော်လုံးမိတ်စ်မောင်ငါ၆တို့ကိုမမတဲ့အပူစုခြင်းများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ပမာဏမဲ့၃ညာကို89ခွန်69 440၄မှာစုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคကျွန်တော်နောက်ထပ်ပွဲသွားအောင် Frankfurt နဲ့ Liverpool ကျွန်တော်တို့ပွဲချိုသုံးသက်ချက်မှာတေချာလေးတော့ပြောပြီးသွားပါပြီအဲဒီပွဲစဉ်ကိုအာရှက လီဗာပူးကိုကြိုက်သင်းအဖြစ်ရွေးချယ်ထားပါတယ်ပရီတဇီရဲ့ဂိုးရလက်ခမန်းပုံတစ်ချက်ကြည့်အောင်လီဗာပူးတူးစီးနဲ့နိုင်မယ်လို့ခမန်းထားပါတယ်ဒါပေမဲ့တူးစီးဆိုတဲ့ခမန်းမှုအရအာရှအကျော်ပေးထားတဲ့တိုတယ်ဂိုးနဲ့ဆိုရင်တော့နည်းနည်းလေးဟိုဘယ်လိုပြောလဲမချင်မဖြစ်ဘူးပေါ့နော်သုံးလုံးအပြည့်ရှုံပေးထားတဲ့ပုံစံကြီးကကျွန်တော်တွေကတစ်ခါလေကြာရင်ကို format နဲ့ကိုပေါ့နော်ကို formula ကိုပေါ့ဗျအဲ့လိုအကျော်ပေးမှု တိုတယ်ကိုပြင်းထန်ရင်တိုတယ်ကိုတွေကများတတ်တယ်တိုတယ်ကိုအကျော်ပေးမှုပျော့ပြောင်းရင်ထားပါတော့နှလုံးအပြည့်ရှုံးလို့သုံးလုံးတဝက်နိုင်လို့ဆိုရင်အဲ့တိုတယ်ကိုတွေကအောက်ကိုသွားတတ်တယ်ဆိုတော့ဒါကို့အတွေးကအယူဆမျိုးတော့ရှိတယ်ဒီလိုပုံစံတိုင်းဆိုရင်တူးစီးရတော့ဖြစ်မသွားနိုင်ဘူးကျွန်တော်ကတော့နှစ်သင်းလုံးကဂိုးတွေရှယ်သွင်းနေတဲ့အတွက်ကြောင့်တိုတယ်ကိုများနိုင်တယ်နိုင်ရင်လည်းလီဗာပူးပဲနိုင်သွားမယ်လို့ထင်တယ်အဲ့တော့ကြောင့်ကျွန်တော်တွေအားလုံးဟိုဟန်ဒီကပ်ကိုရွေးချယ်မှုကတော့တူတယ်ပေါ့နော်လီဗာပူးသင်းုံပဲရွေးချယ်ပါတယ်တိုတယ်ကိုကတော့ပရီဒီစီရဲ့ခမန်းမှုတိုင်းဆိုရင် သူကအန်ဒါသွားမှာပါကျွန်တော်ကတော့ over ကိုကြိုက်ပါတယ်ကဲနောက်တဲ့တပွဲကတော့ Monaco နဲ့ Tottenham Spa ဖြစ်ပါတယ် Tottenham Spa ကတည်တဝက်ရှုံး Spa ကလည်းယုံကြည်လို့ရတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူး Aston Villa ကိုပွဲချက်ကစားထားပြီးတော့ ပရီးမီးယားလိမှာရှုံးထားတယ်ကျွန်တော်တွေလည်းအဲ့ဒီပွဲတင်မှာအက်စတန်ဗလာကိုပဲစိုက်စိုက်မြဲမြဲရွေးချယ်ပေးခဲ့တာတိတ်တောင်စဉ်းစားနေစရာမလိုဒီပွဲတင်ကလည်းဘာကြောင့်များမိုနာကိုကိုတရေတဝက်အရှုံးပြန်ပေးထားတာတော့မိုနာကိုကမန်စီးတီးကိုတော့မတီးဆော့ထားတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မိုနာကိုသည်အချင်းမဟုတ်ပါဘူးအာရှရဲ့အကြိုက်ကတော့မိုနာကိုဖြစ်ပါတယ်ပရီဒီစီရဲ့အကြိုက်က1-1ဆိုပြီးတော့ခံမှန်းထားတဲ့အတွက်မိုနာကိုပဲကြိုက်တဲ့သဘောမျိုး တော့ကျွန်တော်တို့အားလုံးအမြင်ချင်းတူတယ်ဒီပွဲစဉ်မှာမိုနာကိုကိုပဲရွေးချယ်ပေးပါရစေခင်ဗျာနောက်တစ်ပွဲကတော့ Real Madrid နဲ့ Juventus ဖြစ်ပါတယ်အကြောပေးမှုအရတလုံးတဝက်ရှုံးမာဒရစ်ဒီယုံကြည်လို့ရတဲ့ level မျိုးတစ်ခုမှရှိမနေဘူးယုံကြည်လို့မရဘူးဆိုတာဟိုဖလားရနိုင်ချင်ရှိမရှိဘာညာကိုပြောတာမဟုတ်ဘူးချေးရပြောတာဂိုးတွေအများကြီးတွင်းနေဆိုတာရှားတယ်နီးပြားကဇာဘီအလွန်ဆိုအတင်းကိုပြန်လဲတိဆောက်စဲအချိန်ကာလဇာဘီအလွန်ဆိုအပြစ်တင်လို့မရသူဒီနေ့မှရောက်တယ်ဗျာတိ့မလားအရင်တော့ဇီဒန်လိုမျိုးကြီးချက်ချင်းဖုံးနဲ့လောက်ပြဖို့ဆိုတာမလွယ်ဘူးအတင်းကရေရှည်တီတက်ခိုင်မြဲအောင်မြင်ခြင်းရင် ချိန်ပေးရတယ်လက်ဖက်ကောင်းစားခြင်းပလောင်တောင်တက် နေရတယ်လို့အခုရေတွင်တူအခုရေကြီးတောက်လို့လည်းမရပါဘူးအဲ့တော့ကြောင့် Real Madrid ရဲ့တွင်းကိုတွေဟာအရင်တော့လည်း Vinicius Junior တယောက်တည်းဒုံဆိုင်ပြေးပြီးဂိုးသွင်းမဲ့အကွက်မျိုးတွေ relationism ပုံစံမျိုးကြီးနဲ့ပဲကစားမဲ့အထာတွေကတော့ကျွန်တော်နောက်ပိုင်းမှာသိပ်မမြင်ရတော့တေးကြဗျာ possession ယူပြီးကစားခွက်နဲ့အတိအကျဖိပြီးတော့ player တဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုနဲ့ပဲအားကိုးနေတဲ့အသင်းတသင်းမဟုတ်အောင်စားပြီးအလွန်ဆိုတဲနေပါတယ်အဲ့တော့ကြောင့်ဒီပွဲစဉ်ကဂိုးတွေတော့မများနိုင်ဘူးလို့ကျွန်တော်ယူဆတယ်ဗျာ အကြောပေးမှုအရတလုံးတဝက်ရှုံဖြစ်တဲ့အတွက်ကျွန်တော်ကဧည့်သည် Juventus ကိုအားပေးချင်ပါတယ်။အာရှအကြိုက်ကလည်း Juventus ဖြစ်ပါတယ်။ Pretty ရဲ့ခံမှန်းမှုကတော့ Real Madrid 2-1ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံး Juventus ကိုပဲရွေးချယ်တဲ့သဘောပါ။နောက်ဆုံးပွဲကတော့ Sporting Lisbon နဲ့ Marseille ဖြစ်ပါတယ်။ Pretty ကတော့1-1ခံမှန်းထားပါတယ်။အကြောပေးမှုအရတရေတဝက်ရှုံဖြစ်တဲ့အတွက်ဒီလိုပွဲမျိုးတွေကတရေထပ်ပို့ပြီးမပို့နိုင်ဘူးပေါ့နော်။ Lisbon ကတရေတဝက်ရှုံပြန်ပေးထားတာ။ကျွန်တော်တွေက Marseille ကိုသဘောကျရမှာပဲ။ Marseille ဒီလက်ရှိ Champions League မှာမဆိုးလာတဲ့ခြေစွမ်းမျိုးပြသထားပါတယ်။အာရှ လည်းမာဆေးကိုပဲရွေးချယ်ပေးထားပါဗျာခင်ဗျာ။